လိုက်ကဘာဂျေဆုံဖိနက်ကွန်မဏီတရက်ကိုဒေါ်လာ340ကျော်ဝင်ငွေရှိတယ်ရိုနယ်ဒိုရဖန်နဒဲလိုနာမည်ကြီးအကစားမတွေကနိုင်ဂျီရဲ့ဖိနက်ကိုဝှက်ကြတယ်မိဆွေတို့ယုံမလားတော့မသိဘူးကဘာကျော်အကစားမများခြိုက်တဲ့ဖိနက်ကွန်မဏီကိုတီထောင်ခဲ့တဲ့သူကတော့ fail athlete ပါသူကကမ္ဘာကြီးစတင်တည်ထောင်ခဲ့တဲ့အချိန်မှာအမေရိကန်ပနင်းဆိုင်တွေကသူ့ပနင်းရုံးပို့တော်ငင်းခဲ့တယ်။ဒါက Nike ရဲ့ founder Phil Knight အချောင်းပါ။ ဖင်လန်ကို1938ခုနှစ်မှာအမေရိကန်နိုင်ငံဖော့တ်လန်မြို့ငယ်လေးမှာမွေးခဲ့ သူငယ်ရတဲ့ကပြေးတာတတော်မြင်နေအပြည့်ဖြိုင်ပွဲတိုင်းမှာဝင်ဖြိုင်လေးရှိချောင်းအစင်မြို့နယ်အစင်ဖြင်းနေအစင်ဖြိုင်ပွဲတွေမှာစိုးရအများကြီးရခဲ့တယ်သူ့ရဲ့ရွေရွှေချက်ကကဘာကျော်အက္ခဇတမဖြစ်ရှင်တာပါဖီလ်ကအက္ခဇဖက်မှာတွေ့ဆင်တယ်လို့စားလဲထော်ပါတယ်1969ခုနှစ်မှာ NBA ဝေးရခဲ့ တရက်မနဲ့အပြည့်ဖြန်ပွဲတကူအတွက်လေးကြီးနေရှိမှာဖီးကအမန်ထရကိုလက်ခံလာပါတယ်အဲ့ဒါကတော့ကဘာကျော်အခက်သမတေကိုဖိနိုင်ဖို့နှောင်းချသွားတဲ့အချိန်ပဲဖြစ်ပါတယ်ဖီးကတော့ပြင်းနေအဆင်ရှင်ပြန်ဖြစ်ပေမဲ့နိုင်ငံတကာအဆင်ရှင်ပြန်တော့မဖြစ်နိုင်သေးပါအသက်ကလည်း24နှစ်ဖြစ်နေတဲ့အတွက်ကဘာကျော်အကစားသမားတွေကိုဖိနိုင်ဖို့အတွက်နှောင်းချသွားပြီလို့လက်ခံလာပါတယ်။ He was good but not great. သူကထော်တော့ထော်တယ်ဒါပေမဲ့ကဘာကျော်ထော်တာတော့မဟုတ် ဖီလ်ကအကစားလောကကနေအငင်းစားယူပေမဲ့လေတခြားအကစားသမားတွေလိုပဲအကစားဆံရပစ္စည်းတွေကိုမြင့်နှုတ်နေလို့ပါအဲ့ဒါကြောင့်ဖီလ်ကအကစားသမားများဝတ်တဲ့အနေစီပွားရေးလုပ်ဖို့ဆွံ့ဖြစ်လိုက်ပါတယ်ဖီလ်က MBA ဘွေယူနေစဉ်သူ့ရဲ့နာစာရင်တကုမှာတွေ့ခဲ့တာကဂျပန်နိုင်ငံကင်မရာကုမ္ပဏီတွေက အမေရိကန်နိုင်ငံကကင်မရာကုမ္ပဏီတွေကိုပြက်စီနိုင်ခဲ့သလိုဂျပန်ဖိနက်ကုမ္ပဏီတွေကလည်းအမေရိကန်ဖိနက်ကုမ္ပဏီတွေကိုပြက်စီနိုင်တဲ့အကြောင်းပဲဖြစ်ပါတယ် ဲ့ဒီသူ့တဏ္ဍာစာတဲ့ကို အခြေခံပြီးတော့ feel က Japan Panet Company တကူဖြစ်တဲ့ Onitsuka ရဲ့ Tiger Panet တွေကို American တို့ထင်းသွင်းဖို့ဆွံ့ဖြဲ့လိုက်ပါတယ်ဒါပေမဲ့သူ့မှာပက်ဆက်မရှိဘူးတငင်းရှင်တွေကနေပက်ဆက်တောင်းသူတတလုံးစုထားတဲ့ဟာတွေကိုယူအဲ့ဒါနဲ့ Japan နိုင်ငံကိုသွားခဲ့ပါတယ်ဂျပန်ရောက်ပြီးတော့ Onitsuka Company အကြီးအကဲတွေနဲ့ထွေးဖို့ appointment ယူခဲ့ပါတယ်။ Phil က introvert ဖြစ်ပါတယ်။လူအများနဲ့စကားပြောလေပြောတာမရှိပါဘူး။သူတထော့ကိုစိတ်လွှတ်ရှာနေပါတယ်။ အနိစုကကမနီအကြက်ကဲတွေနဲ့တွေ့ရကကမနီအကြက်ကဲတယောက်တည်းကတယောက်ကမင်းကမနီနာမည်ကဗာလေလို့ဖီလ်ကိုမိခဲ့သူ့မှာကမနီမရှိဘူးဖီလ်ကသူ့အိမ်မှာရှိတဲ့ဘလူးရီဗင်ကိုတည်တည်ရတယ်အဲ့ဒါကြောင့်ဘလူးရီဗင်စပေါ်လို့ရှင်းရှင်းပြလိုက်တယ်ဒါပေမဲ့အလိုဖြစ်သွားပါတယ်နောက်ပြီးတော့သူက NBA ဘွေယူတော့ကလေးလာကဲသမျှကိုကုမ္ပဏီရဲ့ CEO တယောက်လို့ confidence အပြည့်နဲ့ပြောနေတယ်အနိစုကကမနီအကြက်ကဲတွေကလည်းတော်တော်သဘောကျခဲ့ အဲ့ဒါနဲ့ Onitsuka Company ကသူတို့ရဲ့ Tiger ပင်းတွေကို Blue Raven က American မှာရောင်းဖို့သဘောတူခဲ့ပါတယ်။ Film မှာပြဆက်အများကြီးလည်းမရှိဘူး။အဲ့ဒါကြောင့်သူက Brahma Zoom တင်လက်စနေရင်ပဲဝင်မယ်လို့ Company ကိုတုံ့ပြန်ခဲ့ပါတယ်။စနေရင်ဘူးပြဆက်ပေးရခဲ့။အဲ့ဒါနဲ့သူ American ပြင်ရောက်လာပါတယ်။ပင်းတွေကို Onitsuka Company က American ကိုဖူးဖွင့်မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့လိုမဖြစ်ပါဘူး။ feel american ရောက်ပြီးလေးလာရှိပြီးတနေ့မရောက်သေးဘူးတို့ကကမ္ပဏီကို စာပို့ကြည့် ကွန်မြူနီကလည်းဘယ်နဲ့မချာခင်ရုပ်လိမ့်မင်းလို့ဖျံပြော့တယ်။ငါလာ၆လဘာမှမထူး။သူ့မှာရှင်းတမပက်ဆန်အိုနီဆုကကွန်မြူနီကိုဖိလိုက်လို့အခုသူ့မှာပက်ဆန်လည်းမရှိဘူး။အဲ့ဒါနဲ့အမေရိကန်လုပ်ငန်းတကူမှာဇင်းအကင်ဝင်လို့ရတယ်။သူကဘယ်နဲ့ရောက်လာမင်းလို့ဆုံးနေလို့မဲ့။တနေ့ချပြီ။တရက်မနဲ့သူ့အိမ်တကားကောက်လူကြီးမြတ်အတွက်ဂျပန်ကဘယ်နဲ့ဆက်နေရင်ပို့ပါလဲ။ဖိလိုက်တဲ့အိမ်ကြီးကမယုံနိုင်စရာဖြစ်ခဲ့ပါလေ။ သူအရင်နီးပြဘီလ်ဘွားမန်ကိုဘယ်နဲ့ဖျောက်ဖို့ဆင်းဆင်းတော့လိုက်တယ်ဘီလ်ဘွားမန်ကဘယ်နဲ့တွေကိုသဘောကျလို့ဖင်လန်အလို့အတူတူလှုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အရင်ကသူ့ကိုနီးပြလုပ်ခဲ့တဲ့သူဟာအခုလှုပ်ဖို့ခိုင်ပက်ဖြစ်လာတယ်အမေရိကန်ကဘယ်နဲ့ဆန်တွေကအိုနီစုကာရဲ့တိုင်ဂါဘယ်နဲ့တွေကိုရောင်းဖို့မြင်လိုက်ပါတယ်အေရှီမာဖင်ကဘယ်နဲ့တွေကိုသူ့ခါပေါ်တင်ပြီးရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်လူတွေကသူ့ဘယ်နဲ့တွေကိုတော်တော်သဘောကျခဲ့ပါတယ် ဘလူးရီဗင်ကအဲ့ဒီဒေတာမှာအရင်နာမည်ရေးသွားတယ်ဒီကစပြီးအရာအလို့အစင်ပြေသွားခဲ့ဒါပေမဲ့ Onitsuka Company ကလောဘကြီးလာတယ် Onitsuka ကဘလူးရီဗင် Company ရဲ့အမျက်သဝဲကြော်ကိုသူတို့ကိုဖျက်ရမယ်လို့ထုံးစုလိုက် Feel တော်ဆင်းရဲသွားတယ် Feel ကအဲ့လိုမဖြစ်နိုင်ဘူးလို့ညှင်းလိုက်တယ်ဒါကြောင့်သူဆုံးဖြတ်လိုက်တာက သူမြတ်ကမဏီတို့ရဲ့ဗနဲ့ရောက်တာရက်လိုက်ဖို့အရှင်ရောက်လာပြီအခုခုအမေကစင်းနဲ့အခုကမဏီပြည်ထွင်ဖို့အရှင်တင်ပြီလို့သူ့ကမဏီရဲ့ဝန်ထမ်းတွေကိုပြောလိုက်တယ်ပို့ကမဏီတီထောင်ဖို့နာမည်စဉ်းစားနေ Nike ဆိုတဲ့နာမည်ရလာတယ် Nike ဆိုတာ Greek မှာအောင်ဝေးနှစ်သမီးကိုခေါ်တာပါ Graphic Designer Shun Tu Tayo ရဲ့ Switch Logo Design Line နဲ့ထောင်ကိုရကုနေစစ်တဲ့ကုနေမှာ Nike Company မွေးလာတယ်အစာပိုင်းမှာဘတူမဂယုမဆိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ Michael Jordan လို့နာမည်ကြီးအခက်သမားတွေနဲ့ collaboration လုပ်ခဲ့တဲ့အကောင်မှာ Nike ဟာကပအကြီးဆုံးအခက်စားအမဲတစိဖြစ်လာပါတယ်။ Finland ကအခက်စားမှာခြားဆုံးခဲ့ပေမယ့်အခက်စားကို အထောက်အကူဖြစ်စေမယ့်ကပကျော်ဖိနက်ကွန်မဏီ Nike ကိုတည်ထောင်နိုင်ခဲ့ပါတယ်။သူပြုတ်ခဲ့တဲ့စကားတကွန်းနဲ့အဆုံးထက်လိုက်ရှင်ပါတယ်။သူများကခင်ဗျားရဲ့ idea ကိုယူတယ်လို့ပြောပေးရစီဆက်လုပ်နေပါလုံးဝမမြင်ပါနဲ့ တန်တန်မယုတ်ခင်အရှုံးဖြစ်ဖို့စဉ်တော်မစဉ်းစားနဲ့ just do it လာဟာ Nike ရဲ့အောင်မြင်မှုလို့ချက်ပါပဲ